ကမ်ဘလူးတွင်စစ်တပ်နှင့်ပြူစော်တီများကခီးသွားလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူဒေါ်အေးမာဦးကိုမရင်းကျင့်တပ်ဖြတ်လိုက်ကခင်မိုးမှာအပြင်းထန်ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်လာကြောင်းရွှေငွေဖုန်းနဲ့ဆိုင်ငယ်ကိုလည်းစစ်သားများကလူရဲကြောင်းတီးရပါတယ်။ဇဂိုင်းနိုင်ကမ်ဘလူးမြို့နယ်တွင်စစ်တပ်နှင့်ပြူစော်တီများကခီးသွားလင်မယားနှစ်ဦးကိုဖမ်းဆီးပြီးဇနီးဖြစ်သူဒေါ်အေးမာဦးကိုမရင်းကျင့်တပ်ဖြတ်လိုက်က ခင်မိုးမှာနှိမ့်ဆက်ညှဉ်းပန်းခံရသောဒဏ်ရာအပြည့်ဖြင့်ထွက်ပြေးလွတ်မြောက်လာကြောင်းကမ္ဘလူခိုင်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်3တရက်မှတာဝန်ရှိသူတို့ကပြောပါရယ်အော်တိုဘာလ16ရက်နေ့နနက်9နိုင်ခန့်အချိန်ကမ္ဘလူမြို့နယ်ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းရှိစပယ်နန်သာပြူစောရီအထိုင်စခန်းမှာအကြမ်းဖက်စစ်သားများကကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာမှာဒဇယ်နယ်ဘက်သို့ကထိန်ခင်းရံသွားသောဦးကျော်မျိုးနဲ့ဒေါ်အေးမအူးတို့လင်မယားနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းရင်းတို့ဖမ်းဆီးပြီးနောက် ဒိုအီမာဦးကိုမရင်းကျင်တက်ဖြတ်ပြီးဒိုအီမာဦးဝက်စတန်ထားသောဆွဲသီးပါရွှေဆွဲကြိုးနှစ်ခု တကြက်သားရွှေရခဲတစ်ခုနဂတ်တစ်ခုလက်ကောက်တစ်ခုစုစုပေါင်းရွှေ၃ကြက်သားနဲ့ငွေသား9သိန်းဖုန်း၃လုံးစံကဲဒဇင်းတို့ကိုလူရက်ခဲကြောင်းသိရှိရပါတယ်။ထို့နောက်ခင်ဝန်းဖြစ်သူဥကြော်မျိုးကိုလည်းစစ်တပ်ကညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းဒရများရရှိထားသောဥကြော်မျိုးမှာစပယ်နာသာပြူစောထီအထိုင်စကားမှာထွက်ပြေးလွတ်မြောက်လာပြီးနောက်ကမ်ဘလူခရိုင်အမှတ်၃ PDF တရင်ထံသို့ရောက်ရှိလာကြောင်းသိရှိရပါတယ်။ အကြံပေးစစ်တပ်ကရင်းကဲ့သို့ရုပ်မှရိုင်းစိုင်းစွာပြုတ်မှုနေသဖြင့်ပြည်သူများအနေဖြင့်ခရီးသွားလာရာတွင်အကြံပေးစစ်တပ်စခန်းများရှိရာနေရာများကိုသတိပြုရှောင်ရှားသွားလာကြပါရန်ကောက်လူခရိုင်အမှတ်သို့ PDF တရင်မှတာဝန်ရှိသူတူကသတိပေးပြောဆိုပါရယ်ဆလျက်ပကုတ်ကူကျုပ်ပင်ကောင်းနဲ့ကံဘလူမြို့နယ်တို့တွင်စစ်တပ်ကခရီးသွားသူများပါဝင်ကြေးရွာများကိုဝင်ရောက်စီးနှင်ပြီးလူငယ်30ကျော်ကိုပေါ်တာဆွဲဖမ်းဆီးကြောင်းတီးရပါရယ်မကွေးတိုင်း စနေမြုံနယ်ရှိကျေးရွာများကိုအတန်းဖက်စစ်တပ်ကဝန်ရောက်စီးနင်းပြီးလူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင် စလင်းသတင်းတာဝန်ခံကပြောပါတယ်။အောက်တိုဘာလ16ရက်နေ့တွင်စနေမြုံနယ်ရှိစစ်သားကန်ရွာတောင်ဘက်ချမ်းအမိုက်တင်းတွင်ဘူးကုံကောက်နေသောတားဖောက်သုံးဦးကိုစစ်တပ်ကဖမ်းဆီးပြီးဖခင်ဖြစ်သူကိုခေါ်ဆောင်သွားကြောင်းယင်းနေတွင်စလင်းမြုံနယ်ရှိတနကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝန်ရောက်စီးနင်းပြီးလူငယ်၄ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ထိုသို့ဖမ်းဆီးခံရသူ၅ဦးသည်အသက်အရွယ်20ကျော်မှ35နှစ်အရွယ်လူငယ်များဖြစ်ကြပြီးလက်ရှိချိန်ထိစလင်းမြုပ်မြို့မှရဲစခန်းတွင်ချုပ်နှောင်ဖမ်းဆီးထားကြောင်းသိရှိရပါသည်။စစ်သားကံရွာတောင်မဲ့အမှိုက်ကျင်းမှာတအားဖ၃ယောက်ရေးတပ်မှုကောက်နေတာကိုအဖေလုပ်တဲ့သူကိုစစ်ခွေးတွေကဆွဲသွားတာပေါ့။တားမိ၂ယောက်ကစလင်းမြုပ်ရဲစခန်းရှိမှငိုနေတယ်။သူတို့ဆွဲသွားတာစလင်းမြုပ်မှရဲစခန်းကိုဆွဲသွားတာပါ။လက်ရှိမှာအသက်အရွယ်တွေကတော့မသိရသေးဘူး။ ဖမ်းဆီးထားတဲ့လူငယ်၅ဦးကိုစလင်းမြို့မြို့မရဲစခန်းထဲမှာချုပ်နှောင်ထားတယ်ဟုပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကပြောပါတယ်။အလားတူမကွေးတိုင်းဘုတ်ကူမြို့နယ်မကြီးကန်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်၅ဦးကိုပေါ်တောက်ဆွဲဖမ်းဆီးခဲ့ကြောင်းဒေသအပြည်သူများကပြောပါတယ်။အောက်တိုဘာလ16ရက်နေ့တွင်ဘုတ်ကူတပ်မှတရက်တက်မှထွက်လာသောအင်အား90ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ဘုတ်ကူမြို့နယ်မကြီးကန်ရွာကိုဝင်ရောက်စီးနင်းပြီးလူငယ်၅ဦးကိုပေါ်တောက်ဆွဲဖမ်းဆီးခဲ့ကြောင်း ထိုလူငယ်၅ဦးသည် မကြီးကံရွာမှဖြစ်ပြီးအသက်20အရွယ်နဲ့40ကျော်အရွယ်လူငယ်များဖြစ်ကြောင်းလက်ရှိချိန်တွင်အဆိုပါလူငယ်၅ဦးကိုဘုတ်ကူတက်မှတရားတစ်ကိုခေါ်ဆောင်သွားကြောင်းသိရှိရပါသည်စစ်ခွေးတွေကကြေးရွာတွေကိုဝင်ရောက်လာပြီးလူငယ်၅ဦးကို ပေါ်တောက်ဆွဲဖမ်းသွားတာပါစစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်၅ဦးကတော့အသက်အရွယ်တွေကတော့ခမန်းကြီးအသက်20အရွယ်နဲ့40ကျော်အရွယ်တွေဖြစ်တယ်ဟုဒေသအဖွဲ့သူတဦးကပြောဆိုပါသည်ထို့ပြင် ျိုးပင်ကောင်းမြုပ်နယ်အုပ်ပုံမြုပ်နယ်အဆက်ကိုရောက်ရှိနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းအော်တိုဘာလ၈ရက်နေ့တွင်ကြေးရွာများကိုစစ်ကြောင်းထိုးပြီးပြည်သူများကိုစစ်တိုက်ပေါ်လာဆွဲဖမ်းဆီးသွားကြောင်းသိရှိရပါသည်။ထို့ပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ရင်ငါရွာမှပြည်သူရှိဦးတရတော်ရွာမှပြည်သူချအောင်နဲ့မူဒန်းရွာမှပြည်သူများကိုပေါ်လာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။သခိုင်းနိုင်ကမ်ဘလူးမြုပ်နယ်တွင်လည်းအော်တိုဘာလ၃ရက်နေ့ကရွှေဘုံမြုပ်နယ်ဘက်မှတနိုင်ဘက်သို့တက်လာသော အန်ဆာရုံကဒဇင်ပေါ်လိုက်ပါလာတော့လူငယ်ကိုဦးကိုလည်းဇဗေနတာပြူစောတိစကမှအကြံပေးစသားများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ရွာငါတွင်စစ်တပ်ကအသက်၈နှစ်အရွယ်ကလေးငယ်တဦးပါဝင်ပြည်သူ၅ဦးကိုဖမ်းဆီးပြီးလူနေအိမ်များစပတီများစစ်ဘေးရှောင်စခန်းများနဲ့တောင်ရဲများကိုမိရှို့ဖျက်ဆီးကြောင်းသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငါမြို့နယ်အတွင်းစစ်တပ်ကအသက်၈နှစ်အရွယ်ကလေးငယ်တဦးပါဝင်ပြည်သူ၅ဦးကိုဖမ်းဆီးပြီး လူနေအိမ်များစပကြီးများစစ်ဘေးရှောင်စခန်းများနဲ့တောင်ရဲဲများကိုမိရှုဖျက်ဆီးသွားကြောင်းရှမ်းလူခွင့်ရင်မာနာဤတာဝန်ရှိသူတို့ကပြောပါတယ်၂025ခုနှစ်ဩဂုတ်လနောက်ဆုံးပတ်မှစက်တင်ဘာလကုန်အတွင်းရှမ်းပြည်နယ်တောင်ပိုင်းရွာငါမြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏တလကျော်ကြာလှုပ်ဆောင်ခဲ့သည့်မိရှုဖျက်ဆီးမှုများကြောင်းလူနေအိမ်60လုံးစပကြီး90ခုစစ်ဘေးရှောင် IDP စခန်းတစ်ခုနဲ့တောင်ရဲအများပြားပျက်စီးခဲ့ကြောင်းအသက်ရှင်နှင့်အရွယ်ကလေးတအူးပါဝင်ပြည်သူ၅ဦးမတရားဖမ်းဆီးခံခဲ့ရကြောင်း အကြံပေးစစ်တပ်မြို့ချပျက်စီးမှုများနဲ့ပြည်သူများကိုမတရားဖမ်းဆီးမှုများကိုရှာလူခွင့်ရမှန်တိုင်းမှမှတ်တမ်းတင်ထားခြင်းဖြစ်ပြီးစပတ်ကြီးများမြို့ချခံရမှုကြောင့်ဆုံးရှုံးမှုတန်ဖိုးမှာကျပ်သိမ်းပေါင်း1500ရှိခဲ့ကြောင်းသိရှိရပါတယ်။အဓိကကတော့စစ်ကောင်စီရဲ့ဒီလိုမျိုးမတရားလုဆောင်မှုတွေဟာနောက်တစ်ချိန်မှာပဲဖြစ်ဖြစ်အခုလက်ရှိပဲဖြစ်ဖြစ်တေချာဖောက်အေးအေးယူရမဲ့ရာဇဝတ်မှုတွေဖြစ်တယ်လို့ကျမတို့အနေနဲ့ယူဆတယ်။တန်းနိုင်တဲ့လူတွေအထူးသဖြင့်တော့စစ်ကောင်စီကိုအားပေးအားမြောက်ပြုနေတဲ့နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့ ဒီဟာတွေကိုမြင်နိုင်ဖို့လည်းမျှော်လင့်တယ်လို့မှတ်ချက်ပေးခြင်းပါတယ်ဟုရန်လူခွင့်ရေးမှန်းတိုင်းတာဝန်ရှိသူကပြောပါတယ်။ရွမ်ကန်တွင်ကလော့ချီဆိုင်ချင်းမြန်တပ်မ55နဲ့မေတီလာချီဆိုင်ချင်းမြန်တပ်မ69လက်အောက်ခံစစ်ကောင်စီတပ်သား900ခန့်ကဂျူလိုင်လနောက်ဆုံးပတ်မှစတင်၍ရွမ်ကန်မြို့နယ်နောက်ပိုင်းရွမ်ကန်မေတီလာနယ်စပ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးလာပြီး PDF တပ်ဖွဲ့ဝင်များနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲများဖြစ်ပွားနေချိန်တွင်ဟောကုလာ16ရက်နေ့နေ့လယ်ပိုင်းအချမ်းပဲစစ်တပ်ကရဲအရင်ဖြင့် ကြောက်တော့ကျေးရွာကိုဘုံနှလုံးညောင်ပင်သားကျေးရွာကိုဘုံတလုံးတဲချခဲ့ရာပြည်သူတွေရဲ့အချို့ပျက်စီးခဲ့သည့်ပြင်ဩဂုတ်လ19ရက်မှ21ရက်နေ့အထိမာလေးတိုင်းတာစီမြို့နယ်ပြည်ယောင်ကျေးရွာတွင်တဆွဲထားသောအကြမ်းဖက်စစ်သားများကကြောက်တော့နဲ့ညောင်ပင်သားကျေးရွာမှရွာသားများခိုးလုံနေသည့်တောတောင်များတွင်သို့155ဦးမှဟောင်ဝီဇာအမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်းဩဂုတ်လ21ရက်နေ့တွင်လည်းလေရင်ဖြင့်ကြောက်တော့နဲ့ညောင်ပင်သားကျေးရွာများပေါ်သို့ဘုံတုံးလုံးကျေးချခဲ့ကြောင်းသိရှိရပါသည်ထို့ပြင်ကြောက်တော့ကျေးရွာကိုလည်း ်အောက်ကလ23ရက်နေ့တွင်အကြမ်းဖက်စစ်သား180ခန့်ဝင်ရောက်ကရွာကိုသိမ်းပိုက်၍နေအိမ်များမှပစ္စည်းများကိုလူရဲခြင်းကျွဲနွားအပါဝင်မင်းလူရေးဒိဋ္ဌာများကိုတပ်ဖြတ်စားတော့ခြင်းများပြုလုပ်ခဲ့ကြောင်းအောက်ကလ25ရက်နေ့ည9ခန့်အချိန်ကြောက်တော်ကျေးရွာကိုမိတင်ရှို့ပြီးနောက်နာနယ်ပိုင်းတွင်ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းအကြံပေးစစ်သားများ၏မိရှုမှုကြောင့်နေအိမ်39လုံးမိလောင်ပြာကျခဲ့ကြောင်းရှမ်းလူခွင့်ရေးမန္တလေးကသတင်းထုတ်ပြန်ပါတယ်။စတေမောလာပထမပတ်တွင်လည်း ခြင်တန်တက်မှတ်55မှာစစ်သားများနဲ့လက်ရောက်ခံပြည်သူစစ်များပါဝင်အင်အားတရာခန့်ကမြက်ပလောင်ကျေးရွာမှာပြည်သူများခိုးလုံနေသည့်တော်ရဲသို့ခြေတက်လာပြီးနေမြောက်ကိုမိရှုခဲ့ကြောင်းတော်ရဲတွင်တဲထုံးလေထံကြီးရသောရွာသားများကိုလည်းနောက်တစ်ကြိမ်ထပ်မံထွက်ပြေးခဲ့ရသည့်ပြင်အဆိုပါစစ်တောင်းကနေရစွန့်ခွာနေရသောမြက်ပလောင်ရွာသားများယာယီတန်းတက်ကိုမိရှုဖျက်ဆီးမှုများလုပ်ကင်ခဲ့ကြောင်းသိရှိရပါသည်ထို့ပြင်စက်တင်ဘာလ13ရက်နေ့တွင်ခြေမြန်တက်မှတ်69လက်အောက်ခံအကြမ်းဖက်စစ်သား190ခန့်က ကျောက်တော့ကျေးရွာကိုထပ်မံဝင်ရောက်လာပြီးရွာပြင်ရှိတောင်ယာတဲနတ်ကိုမိရှို့ခဲ့ကြောင်းစက်တင်ဘာလ14ရက်နေ့နဲ့15ရက်နေ့များတွင်ဆက်လက်မိရှို့ခဲ့သဖြင့်ကျောက်တော့ကျေးရွာမှနောက်ထပ်နေ23လုံးနဲ့စပတီ60ကိုပြက်စီးခဲ့ပြီးခမန်းကြီးတန်ဖိုးငွေ7300ခန့်ဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်စက်တင်ဘာလ15ရက်နေ့တွင်လည်းအဆိုပါစစ်ကြောင်းကကျောက်တော့ကျေးရွာအနီးရှိတန်ကုန်းများနဲ့တော်များတွင်တို့ခြိတက်ကပြည်သူများပုန်းခိုးသည့်နေရာတစ်ခုမှလူ6ဦးကိုဖမ်းဆီးခဲ့ကြောင်း ။ဖာစီခံရသူများမှာတာစီမြုပ်နယ်ဖိုးတနိုင်ကျေးရွာမှာအသက်50နှစ်အရွယ်ဦးမောင်မြင့်အသက်35နှစ်အရွယ်ဒေါ်တင်မိုးနိုင်အသက်8နှစ်အရွယ်မပွန်ပွန်နဲ့ကြောက်တော့ကျေးရွာမှာအသက်53နှစ်အရွယ်ဦးတန်းနိုင်အသက်51နှစ်အရွယ်ဒေါ်ခင်ညိုမြင့်တို့ဖြစ်ပြီးမိထီလာတို့ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။အချမ်းပဲစစ်တိုင်စစ်ကြောင်းထုံးမှုများကြောင့်စစ်ဘေးရှောင်ရရသည့်ညောင်မင်သားနှင့်ကြောက်တော့ကြေးရွာမှရွာသားများခိုးလုံနေသည့်တော်ရက်ရှိစစ်ဘေးရှောင်စကားတစ်ခုတွင် မိုးတဲတန်စွာရွာသွန်းမှုကြောင့်စက်တင်ဘာလ24ရက်နေ့တွင်မြေပြုံမှုဖြစ်ပွားခဲ့ကြောင်းအဆိုပါမြေပြုံမှုကြောင့်ကလေး၃ဦးပါဝင်လူ၁၀ဦးသေဆုံးခဲ့ရကြောင်းစက်တင်ဘာလနောက်ဆုံးပတ်တွင်မူဒေါ်ရဲရှိနေရွှန့်ကွာခဲ့ရသောကြောက်တော့ရွာသားများရာရည်တဲငါးလုံးကိုအကြမ်းပတ်စစ်တပ်ကထပ်မံဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်လက်ရှိအချိန်အကြမ်းပတ်စစ်တပ်ကကြောက်တော့နှင့်ညောင်မင်သာကျွော်များတွင်တဆွဲထားဆဲဖြစ်ပြီးနေရွှန့်ခွာနေရသောပြည်သူ900နီးပါးမှလည်းတောင်းများထဲတွင်ဆက်လက်နေထိုင်ကြဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအတွက်အစားတောင့်တဲ့အမိုးကာပါဝင်အရေးပေါ်ကူညီများလိုအပ်လျက်ရှိကြောင်းရှမ်းလူခွင့်ရဲ့မန္တလေးကအတိပေးထားပါတယ်။ကြောင်မဲမြို့ပေါ်ပြစ်ခတ်မှုဖြစ်ပွားနေကြောင်းသိရပါတယ်။စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကကြောင်မဲမြို့ပေါ်မှာအော်တိုဘားလာစကွန်ဒီယနေ့ညနေ2နာရီလောက်မှာတနပ်ပြစ်ခတ်တံတွေစက်တိုက်ထွက်ပေါ်နေတယ်လို့အဲ့ဒီမြို့ခံတချို့ကပြောပါတယ်။ညနေ2နာရီကျော်မှာတနပ်ပြစ်ခတ်တံဆယ်ချက်ထက်မနည်းကိုမြို့ပေါ်ကကြားလိုက်ရတယ်လို့ဒေသခံတချို့ကပြောပါတယ်။မြို့ထဲမှာတင်ပြစ်တာစက်တိုက်ကြီးကြားနေရတာ လေးတွေကကြောင်တက်နေကြတာဆိုတော့ပြေကိုရဖို့ပဲအပြင်ထွက်ဖို့လည်းမရဲဘူးမြို့ပေါ်နေရာတွေမှာစကားဆတွေရှိတယ်လို့ဒေသခံတူကပြောပါတယ်နောက်ထပ်တနတ်သားပြစ်ခတ်တာမကြားရတော့ပဲဒေသခံချမ်းမီသားစုတွေဟာသူတို့ရဲ့ကလေးတွေကိုတွားရောက်ခေါ်ဆောင်နေကြကြောင်းသိရှိရပါတယ်တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုအော်တိုဘားလာတရက်နေ့မှာစစ်ကောက်စီကပြန်လည်တင်းယူပြီးအုပ်ချုပ်ရေးရန်ရလဲပတ်အောင်စူးစမ်းနေပါတယ်ကြောင်မဲမြို့ကိုပြန်ဝင်ပြီးနောက်တစ်နေ့မှာဌာနဆိုင်ရာဝန်ထမ်းတွေကိုပါခေါ်လာပြီး ရုံးတွေနဲ့စာတင်ကြောင်းတွေကိုပြန်ဖွင့်နေပါတယ်။ရဲခေါ်ရွာပါဝင်ကြောင်မဲမြို့နယ်တဲကနေရာတချို့မှာတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။စစ်ကောင်စီဟာကြောင်မဲမြို့ကိုတင်းယူပြီးတဲ့နောက်ထင်းတလီထိန်းချုပ်ထားတဲ့မြို့တွေကိုဘုံကျဲပြီးတီဘောမြို့ကိုလည်းအော်တိုဘားလ16ရက်မှာထပ်မံတင်းယူခဲ့ပါတယ်။လက်ရှိမှာကြောင်မဲမြို့နဲ့ဒီဘောမြို့ကစစ်ပေးရှောင်းတွေတရက်ကိုပြန်လာဖို့စူးစမ်းနေကြသလိုအခြေအနေတွေကိုစောင့်ကြည့်နေသူတွေလည်းရှိကြောင်းသိရပါဗျ။နမ်ဆမ်နဲ့နမ်တူမြို့ကိုစစ်ကောင်စီကထပ်မံဘုံကျဲကြောင်းသိရပါဗျ။ ရန်ပြည်နယ်နောက်ပိုင်းတောင်မြို့သားလွမြောက်ရေးတပ်မတော် TNA ထိန်းချုပ်ထားတဲ့နမ်ဆောင်နဲ့နမ်တူမြို့ကိုဒီကနေ့မနေ့ပိုင်းမှာစစ်ကောင်စီကဘုံထက်ကျဲသွားပါတယ်။နမ်ဆောင်မြို့ဟိုမင်းကျေးရွာနဲ့နမ်တူမြို့ကိုမနေ့8:15မိနစ်မှာ Jet Fighter နဲ့ဘုံကျဲတာလို့ TNA ကသတင်းထုတ်ပြန်ထားပါတယ်။အရသာထိခိုက်ဒေဆုမှုရှိတယ်လို့ဒေသခံတချို့ကပြောပေမဲ့ဖုန်းလိုင်းဆက်သွယ်ရခက်ခဲကြောင်းအသေးစိတ်ကိုမသိရသေးကြောင်းသိရပါတယ်။နမ်ဆောင်ဘက်မှာပြက်ခတ်သွားတာတော့၃ယောက်ထိတယ်လို့ကြားတယ်။ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ပေါ့။အတိအကျတော့မသိရသေးဘူး။ နမ်တူမာလည်းဖြစ်တယ်ဒီမနက်မှာအဲ့ဒီမှာလည်းတေဆုံတာတော့မရှိဘူးထိခိုက်တန်းရနည်းနည်းပါးပါးထိရတော့ရှိတယ်လို့တောက်ဒေတာတင်းရင်းမြစ်ကပြောပါတယ်နောက်စာမျိုးကိုအော်တိုဘာလ၄ရက်အော်တိုဘာလ၃ရက်နဲ့အော်တိုဘာလ၄ရက်တွေမှာစစ်ကောင်စီကဘုံကျဲခဲ့လို့ရှစ်တန်းကျောင်းသူတူပါဝင်ကလေး၄ဦးတေဆုံခဲ့ပြီးရှေးဦးထက်မနဲ့တန်းရရခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီကကြောင်မဲမျိုးကိုအော်တိုဘာလ၃ရက်နေ့ကပြန်လည်တင်းယူပြီးတဲ့နောက်ပိုင်းဒီနယ်ထိချုပ်မြုပ်နယ်တွေကိုဘုံဆက်တိုက်ကျင်းနေကြောင်းသိရပါတယ် ဒီဝမ်မျိုးကိုလည်းစစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်နေပြီးမနေ့ညနေကအထိတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ2ရက်ကလည်းနမ်ဒူမျိုးရက်ွက်ရှိကိုလေကြောင်းကောင်တွေဘုံကျဲလို့အယသာ3ဦးတည်ဆုံးခဲ့ပါတယ်။ဒီနေ့မနေ့ပိုင်းမှာမိုးကုံမျိုးအပေါ်တိုက်လျင်ပြန်ဝဲခဲ့သလိုမနေ့ကလည်းမိုးကုံမျိုးနဲ့မိုးမေမျိုးကိုစစ်ကောင်စီကဘုံကျဲလို့အယသာတချို့ဒဏ်ရာရရှိခဲ့ပြီးအဆောက်အုံတချို့ပျက်စီးခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီး drone နဲ့မြေပြင်စစ်ကြောင်းအင်အားတွေတုံးပြီးဒေသအနှံ့မှာအယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ TLA ကသတင်းထုတ်ပြန်ထားပါတယ်